بسم الله الرحمن الرحيم نحمده ونصلي على رسوله الكريم اما بعد ليزا اتى تانا ني نو ميسوي ميا كيميا كابا چاون دو جي کو پٹھما اوزون اچين الله شين ميا ها تمنو ادم علي اسلام کو تي ساو سي گه ري اري نو پاي ما تمنو نو علي اسلام گه کي ما كابا يي تکو لون يي لوا مو دوا ري اکا الله شين ميا کا كابا چاون دو جي کو بيان لے شوت تين دو مو گه ري ပြည့်တဲ့နောက် အလရှမြကတမနောအီဗရာဟိမ်အလိုင်စတမ်နဲ့တမနောအစ်စမိုင်အလိုင်စတမ်တို့တာဖာကိုကာဘာကျောင်းတော်ကြီးကိုဒုတိယအချိန်ပြန်လည်ပြီးတော့တိဆောက်ဖို့တောင်းဝန်ပေးတော်မူခဲ့ဒီတော့တမနောအီဗရာဟိမ်အလိုင်စတမ်နဲ့တမနောအစ်စမိုင်အလိုင်စတမ်တို့တိဆောက်ခဲ့တဲ့ကာဘာကျောင်းတော်ကြီးဟာနေ့တည်အင်မတန်ကြာလာတဲ့အခါကျတော့နေပေါင်းရာနဲ့ထောင်နဲ့ချီပြီးကြာလာတဲ့အခါကျတော့အင်မတန်အဆောက်အဦးမှယိုယွင်းလာတယ်ဒီတော့အထူးသဖြင့် မက္ကာမှာတောင်နေရှိတဲ့ကာဘာဟာတောင်နေရဲ့အလယ်မှာဒီတော့မူးရွာတဲ့အခါမှာတောင်နေကနေကြတဲ့ရည်တွေဟာကာဘာရဲ့ပဝန်းကျင်မှာလာပြီးတော့စုတယ်ရည်တွေဝစ်တယ်အဲ့ဒီရည်တွေရဲ့တိုက်စားမှုကြောင့်ကာဘာကျောင်းတော်ရဲ့အဆောက်အဦကတော်တော်ကိုမှယူရင်းပျက်စီးကုန်အဲ့ဒီအခါကိုရိတ်တီဟာကာဘာကျောင်းတော်ကိုပြန်လည်ပြီးတော့တိဆောက်ဖို့သူတို့တွေနဲ့အနေနဲ့ဆုံးဖြတ်လိုက်တယ်ဒီတော့အဲ့ဒီအချိန်က တမန်တော်မဆလလာဟ်အလိုင်စတမ်မက္ကာမှာရှိနေပြီး သို့ပေမဲ့တမရမတ်ဆလောက်ဆမ်နဘူဝက်တော်မရသေးဘူးတမရမတ်ဆလောက်ဆမ်ရဲ့တတ်တော်က35နှစ်ဝန်းကျင်လောက်ရှိတယ်ဒီတော့ကာဘာကိုပြန်တီးဆောင်မယ်ဆိုတော့ဒါဟာအင်မတန်အရေးပါတဲ့ကိစ္စဆိုတော့ကိုရိုက်ရှ်ကမြို့နယ်စု အခွဲတွေရှိတယ်အဲ့ဒီမြို့နယ်စု တိုင်းကဒီကိစ္စမှာအားကျုံးမှန်တပ်ပါဝင်ပြီးတော့ကာဘာရဲ့တီးဆောင်ရေးမှာသူတို့တွေလည်းပဲနော်ဒီအချိုးကိုရယူဖို့အတွက်နော်ကနဒါတိုင်းမှာသူတို့ပါဝင်ဆောင်ရွက်ကြတယ်အဲ့ဒီလိုနဲ့အစာဦးတော့အခုဆောက်လို့ပြီးသွားပြီး ဒါပေမဲ့အခုပြဿနာတစ်ခုတက်တယ်အဲ့ဒါကဘာလဲဒီ hajiri aswat ကြောက်တုံးကိုတော့ဘယ်သူလက်နဲ့ထားမလဲပေမျိုးနေစုကတောင်းယူပြီးတော့ထားမလဲဒီတော့မျိုးနေစုတိုင်းကအဲ့ဒီတောင်းဝန်ကိုလိုချင်ကြတယ်မျိုးနေစုတိုင်းကသူတို့လက်နဲ့အဲ့ဒီ hajiri aswat ကိုသူတို့ထားချင်ကြတယ်ဒီတော့ဒါကွန်ညင်းခုံရင်းနဲ့မျိုးနေစုတွေချားမှာတော့တစ်ဖက်နဲ့တစ်ဖက်ရန်နေဆောင်ပြီးတော့သွေးချောင်းစီးတော့မယ်အလားအဲ့ဒီလောက်တိတင်းမာမှုတွေဖြစ်ကုန်ပြီအဲ့ဒီခါအ ဒီကိုရက်တီထဲမှာအင်တာမတ်ကိုပဲအသက်ကြီးတဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်သူရဲ့နာမည်အဘူအူမယာအီဗနီမူဂီရာလို့ခေါ်တယ်သူကဒီမြို့နယ်စုတွေအားလုံးကို သူဒီလိုအကြံပေးတယ်ငါတို့အခုနော်မနှက်မိုးလေးနဲ့အတိစောင့်ကြည့်မယ်နော်ဒီတော့မိုးလေးနဲ့အခါမှာကာဘာကိုအရင်ဆုံးဘသူရောက်လာလဲအဲ့ဒီရောက်လာတဲ့သူကငါတို့ဒီကိစ္စနဲ့ပတ်သက်ပြီးဆုံးဖြတ်ခိုင်းလိုက်ဒီတော့အဲ့ဒီသူဆုံးဖြတ်တာကိုငါတို့အားလုံးကြည်ကြည်နက်နက်လက်ခံကြမယ်ဒါကိုအားလုံးသဘောတူလား အဲ့ဒီခါကျတော့မြို့နယ်စုတွေအားလုံးကကောင်းပြီလက်ခံတယ်။နော်ဒါဆိုရင်အားလုံးစောင့်ကြည့်ကြမယ်။အဲ့ဒီလိုနဲ့နော်အားလုံးစောင့်ကြည့်ကြတဲ့နောက်ရမနက်မှာကာဘာချောင်းတော်ကိုအစောဆုံးဘသူဝင်လာလဲ။အဲ့ဒီလိုနဲ့နောက်ရမနက်မှာကာဘာချောင်းတော်ကိုအစောဆုံးဝင်လာတဲ့သူဟာတမန်တော်မြတ်ဆလလာဟူအလိုင်စလမ်ဖြစ်တယ်။ဒီတော့တမန်တော်ကိုမြင်တော့မြို့နယ်စုတွေအားလုံးကဘာပြောလဲ။ဟာဒလ်အမင်ရာဒီနာနော်ဒါအင်တမတ်ကိုပဲမှန်ကန်တဲ့သစ္စာရှိတဲ့သူတယောက်ပဲ။ နော်ရတိနာငါတို့အားလုံးသူ့ရဲ့ဆုံးဖြတ်ချက်ကိုကျေနပ်တယ်အဲ့ဒီလိုနဲ့အားလုံးကိုရမက်စ်ကြီးဆလောက်ဆမ်ရဲ့အနာကိုရောက်သွားတယ်ဒါတမန်တော်ဆလောက်ဆမ်နဗူဝတ်ကနောက်ပိုင်းမဟုတ်သေးဘူးနော်နဗူဝတ်မရသေးခဲ့ဒီတော့ကိုရမက်ဆလောက်ဆမ်ရဲ့အနာကိုရောက်ပြီးကိုရောကိုဒီကိစ္စနဲ့ပတ်သက်ပြီးဆုံးဖြတ်ခိုင်းတော့တမန်တော်ဆလောက်ဆမ်ကဒီလိုအစီအမံတစ်ခုလုပ်တယ်နော်ဒီတော့အဝိစာတစ်ခုကိုယူလာခိုင်းတယ်အဲ့ဒီအဝိစာရဲ့အလေမှာဟာကြီးတွေအဆွတ်ကြောက်တုံးထားလိုက်တယ် ထားပြီးတော့အဲ့ဒါကိုမြို့နယ်စုအသီးသီးရဲ့ကိုယ်စားလှယ်တွေကိုနော်ပိတ်ဆရဲ့အစုံတွေကနေလက်နဲ့အားလုံးကိုဂိုင်ခိုင်းနေအားလုံးဂိုင်ခိုင်းပြီးတော့အဲ့ဒီနော်ပိတ်ဆကို အားလုံးအတူတကွမှပြီးတော့ကာဘာကျောင်းတော်ကြီးအထီကိုယူဝါခိုင်းနေကာဘာကျောင်းတော်ကြီးရဲ့အနာကိုရောက်တဲ့အခါမှာတော်မမဆလောက်ဆံမှာမိမိလက်တော်နဲ့ဟာဂျီရဲ့အစွတ်ကို သူ့ရဲ့နေရာမှာပြန်ပြီးတော့ထားလိုက်တယ်ဒီတော့နော်ဒါနဲ့ပတ်သက်ပြီးဘာမှထပ်ပြီးတော့အငင်းပွားเสียရလေပဲ တော့မဖြစ်ခဲ့သလိုအားလုံးတည်တည်မြတ်မြတ်ညီညီညွတ်ညွတ်နဲ့ဒီကိစ္စတကူကအောင်အောင်မြင်မြင်ပြီးစီးသွားတယ်။တော့ဒီတော့ဒီဖြစ်ရဖို့စီရက်ကဒီဖြစ်ရကနေပြီးတော့ကျွန်တော်တို့ဘာသင်ခန်းစာတွေရလဲ။တကူကဘာလဲဆိုတော့တမန်မဆလလာဟ်အလိစလမ်အပေါ်မှာပဝင်းကျင်ရဲ့ယုံကြည်အားထားမှုတော့ဒါဟာဘလောက်တောင်မှမြင်မှလဲဆိုရင်တမန်မဆလောက်ဆမ်ရဲ့တတ်တော်ဟာ35နှစ်ပဲရှိသေးတယ်။နဘူဝတ်ကမတိုင်ခင်တော့35နှစ်ဆိုတာက ဒါလူရွေတယောက်ပဲနော်သူ့ပြင်မဲ့တမန်မဆလောက်ဆံမဟာဘလောက်နေမှုထိုင်မှုမှန်ကန်လဲဆိုရင်ဒါလောက်ကြီးမားတဲ့မျိုးနယ်စုတွေထဲမှာနော်ဖြစ်တော်မဲ့နော်အင်မတန်ကြီးမားတဲ့ဆိုတာတတ်တော်မဲ့ပြဿနာတစ်ခုကိုတမန်မဆလလောက်အလိုင်ဆမ်အပေါ်မှာသူတို့တွေဟာယုံကြည်အားကိုးပြီးတော့သူတို့ဖြည့်ရှင်ခိုင်နေဒါတော့သူတို့နော်မြို့သူမြို့သားတွေမတန်မြို့သူမြို့သားတွေကိုရိုက်မျိုးနယ်ဝင်နေကြမှာတမန်မဆလလောက်အလိုင်ဆမ်ရဲ့ မှန်ကန်မှုသိစာရှိမှုဟာဘလောက်တောင်မှသူတို့ရဲ့ရှင်ထဲမှာတော့ကြီးကြီးမားမားသူတို့တာကိုလက်ခံထားလေသူတို့တမန်မဆလောက်ဆံအပေါ်မှာဘလောက်တော့ယုံကြည်အားကိုးမှုရှိလေဒီကနေ့သိရသလိုတမန်မဆလလောက်အလိုင်စလမ်ကလည်းပဲပြဿနာကိုဖြေရှင်းတဲ့နေရာမှာတော့အင်မတန်ကောင်းမွန်တဲ့အမျော်မြင်ပေါ့အင်မတန်ကြီးမားတဲ့အမျော်မြင်နဲ့မျှတတဲ့တော့ပုံစံတစ်ခုကိုကိုတော်ဆောင်ရွက်ခဲ့တယ်ဒီတော့အမှန်တကယ်တော့ကိုတော်မြို့နယ်စုတစ်ခုခုကိုကိုတော်တောင်းပေးလိုက်ရင်လည်းရတာပဲ တော့ကိုရောရဲ့အနည်းဆက်ဆုံးမျိုးနယ်စုတွေကိုကိုရောတောင်းပေးလိုက်ရင်လည်းတော့ဘသူမှကန့်ကွက်မှာတော့မဟုတ်ဘူးအားလုံးကကျေနပ်ထားပြီးသားလေးကိုရောဆုံးဖြတ်တာကိုလက်ခံမယ်ဆိုပြီးတော့သူ့ပြင်မဲ့လည်းပဲတမတော်မဆက်လောက်ဆမ်းအဲ့ဒီလိုမလုပ်ဘဲနဲ့ပိတ်စားတစားယူခိုင်းနေအဲ့ဒီမှာဒီအဆွတ်ကိုထည့်ခိုင်းနေပြီးတဲ့ခါမှာအားလုံးရဲ့လက်နဲ့ကိုရောဟာတာကိုမယူသွားခိုင်းနေဆိုတော့ကဒီကိစ္စမှာအားလုံးကိုတန်းတူပါဝင်စေလိုက်ဒီတော့တမရမဆလောက်ဆမ်ကဒီဆုံးဖြတ်မှုကလည်းပဲအင်တန်မြတ်တာလုံးတဲ့အခါကျတော့ နော်ကိုရော့ရဲ့အဆုံးဖြတ်ချက်အပေါ်မှာဘသူမှအငင်းဝင်စရာလည်းမရှိသလိုအားလုံးလည်းပျော်ပျော်ရွှင်ရွှင်အေးချမ်းချမ်းနဲ့ဒီကိစ္စတစ်ခုဟာပြီးသွားတယ်ဒီတော့စီရက်ကဒီဖြစ်ရကံနေပြီးတော့ကျွန်တော်တို့ဘာသင်ခန်းစာရယူရမလဲဒီတော့ကျွန်တော်ရဲ့ပုံဝင်ချင်မှာဒီလိုပြဿနာတွေရှိနေမယ်အဲ့ဒီပြဿနာတွေကိုကျွန်တော်တို့ကဥဆောင်ပြီးတော့ဖြေရှင်းရမယ်ဆုံးဖြတ်ပေးရမယ်ဆိုရင်အော်ဒီလိုအစီအမံမျိုးဒီလိုဆုံးဖြတ်ချက်မျိုး ကျွန်တော်တို့ချမှတ်ပေးရမယ်ကျွန်တော်ရဲ့ဆုံးဖြတ်စီမံပေးလိုက်မှုအပေါ်မှာအားလုံးစီမှာဂျင်းနဲ့အေးချမ်းမှု ဖြစ်သွားတာမျိုးအဲ့ဒီလိုဆုံးဖြတ်မှုမျိုးကိုကျွန်တော်တို့ပြုလုပ်ပေးရမယ်ဆိုတဲ့ဒါသင်ခန်းစာတစ်ခုလည်းရရှိသလိုနောက်တစ်ခုကကိုကလူငယ်တယောက်ဖြစ်နေပါစေလူရွယ်တယောက်ဖြစ်နေပါစေကိုယ့်ရဲ့မှန်ကန်မှုနော်ကိုယ့်ရဲ့ယူတာမှုကိုယ့်ရဲ့တစ္ဆာတမာတိရှိမှုဟာပဝင်းကျင်မှာရှိတဲ့သူတွေအတွက်တလောက်အထိအားကိုးအားထားစရာ เนาะအင်မတန်ကြီးတဲ့ပြဿနာတွေပင်ဖြစ်လင့်ကစားเนาะကိုယ့်ကိုယုံကြည်အားကိုးပြီးတော့လာပြီးတော့တိုင်ပင်နေဆွေးနွေးတယ်ဒါကိုဥဆောင်ပြီးတော့ဖြည့်ရှင်းခိုင်းနေအဲ့ဒီလိုเนาะပဝင့်ကျင်ရဲ့ယုံကြည်အားထားစရာပဝင့်ကျင်ရဲ့အားကိုးစရာကိုကျင်တရားပိုင်ရှင်မျိုးဖြစ်အောင်လူငယ်လူရွယ်ဘဝမှာကလေးကူကမကျူးစာတင်နေဆိုတော့နော်ဒီသင်္ကန်းသားတွေကိုစီဒက်ကတိဖြစ်ရကနေပြီးတော့ကျွန်တော်တို့ရယူရမှာဖြစ်ပါတယ်အလရှင်မတ်တခင်ကျွန်တော်တို့အားလုံးကို ိုင်နာနိုင်တဲ့တောဖိချင်းမြတ်တော်မူပါစေအာမင်